6လပိုင်းဆိုတဲ့ကာလမှာညံ့နေတဲ့အရာဆိုရင်နှစ်ခုရှိပါတယ်မြစ်တာရည်နဲ့ပတ်သက်တာရည်ငွေကြီးနဲ့ပတ်သက်တာရည်အဲ့နှစ်ခုဟာ6လပိုင်းဆိုတဲ့ကာလအတွင်းမှာဒိုင်းခံပြီးတော့မှညံ့နေပါမြစ်တာရည်နဲ့ပတ်သက်လို့ရည်ငွေကြီးနဲ့ပတ်သက်လို့ရည်အញ្ញံအခိုက်ကြုံရပြီဆိုတာနဲ့လူတယောက်ကစိတ်ပိုင်းဆိုင်ရာတွေအဆင်မပြေတော့အဲ့အတွက်ကြောင့်6လပိုင်းဆိုတဲ့ကာလအတွင်းမှာ အလုတ်ကန်ကိုကြည့်ပြန်တော့ကြလဲအရင်ကကောင်းနေရမဟုတ်နေပြန်ဘူးဆိုတော့မြစ်တာတွေနဲ့ပတ်သက်တာကိုကြည့်ပြန်တော့ကြလဲအရင်ကောင်းနေရမျိုးမဟုတ်နေပြန်ဘူးဆိုတော့လူတစ်ယောက်ကအစစ်မပြေရမှုတွေဖြစ်သွားတယ်ဒီလိုသဘောတရားပေါ့အဲ့တော့6လပိုင်းဆိုရင်ကာလာကိုစတင်ပြီးတော့မှရောက်ရှိပြီဆိုတာနဲ့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာထဲမှာကိုယ့်ရဲ့အလုတ်ကန်နဲ့ပတ်သက်ရင်လည်းဘဝင်မကြနိုင်ဘူးမြစ်တာတွေနဲ့ပတ်သက်ရင်လည်းဘဝင်မကြနိုင်ဘူးဒါလိုမျိုးဖြစ်ပျက်တဲ့အခိုက်အတန့်မျိုးတွေများစွာကြုံနေရတတ်တယ်။အလောက်ကိုင်းအစင်ပြေနေလို့မြစ်တာကြီးညံ့နေတာပြဿနာအကြောင်းမဟုတ်ဘူး။အခုဟာ6လပိုင်းဆိုရင်ကာလာတွင်းမှာအလောက်ကိုင်းငွေကြီးနဲ့ပတ်သက်တာရော ကိုယ့်ရဲ့မြစ်တာကြီးနဲ့ပတ်သက်တဲ့ကဲဖြစ်နေပါအញ្ញမ်းခိုက်ကြုံနေရမှာဖြစ်တဲ့အတွက်ကြောင့်လူတယောက်မှာအရေးကြီးဆုံးကအိုင်းနှစ်ခုပဲရှိရအိုင်းနှစ်ခုကညံ့နေမယ်ဆိုတဲ့နေသားမှာတော်တော်များများအစ်မပီရမျိုးတွေဖြစ်သွားရတယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရာအယံကိုအားနေသွားတတ်တယ်ဆိုတဲ့နေသားမှာကိုယ့်ရဲ့စိတ်ထဲမှာ အားငယ်စရာကောင်းတဲ့အဖြစ်အပျက်မျိုးတိမ်ငယ်စိတ်ဝင်မိသွားတဲ့အခိုက်အတန့်မျိုးငါအရင်လိုမဟုတ်တော့ပါလားငါအရင်လိုကြိုးစားနိုင်သွားနေပျောက်ဆုံးနေပြီလားငါ့ရဲ့အခြေအရာအရင်ကလိုမဟုတ်တော့ဘူးလားစသဖြင့်အဲ့လိုမျိုးမေးခွန်းမျိုးတွေလည်းကိုယ့်ကိုပြန်မေးနေရတာလေအဲ့ဒီတော့ကြောက်လောက်ပဲဆိုကာလာတွင်မှာမြစ်တိုင်းကဲရင်ငွေကြီးကဲရင်ဒီနှစ်ခုကလုံးဝသတိထားနေမဲ့ထဲမှာပါနေမှာဖြစ်ပါတယ်မြစ်တိုင်းနဲ့ပတ်သက်လို့ညံ့သွားတယ်ဆိုတာကလေမကောင်းဘူးဆိုးသွားတာကိုပြောတာမျိုးမဟုတ်ဘူးညာတော့အပြင်ချစ်သူရည်သားတွေရှိထားတဲ့သူတွေနေလဲဆိုပို့ပြီးတော့မှသိတာလေကိုယ့်ရဲ့အခြေ ကကိုကိုနိုင်အနေနဲ့အဆင်ပြေအောင်ကြိုးစားပြီးမှหนีပေးမယ်ဆိုပြီးတော့หนีတယ်ဆိုရင်တော့တခုမဟုတ်တခုပြဿနာကြီးဖြစ်ပြီးတော့မှအဆင်မပြေရမျိုးတွေကများနေရတဲ့သဘောတရားပြဿနာကြီးကြီးမားမားမျိုးမဟုတ်ဘဲနဲ့တိတိပွေးလေးတွေကနေနှစ်ယောက်သားအကြစိတ်ကတိကဖြစ်ရတာစိတ်ရှုပ်ရတာစိတ်ပူဝေတရားလေးတွေကိုကိုရိုင်းကဥပမာအလောက်ကအဆင်မပြေတော့မှအလုပ်တွေကြိုးစားရင်မှလုံနေပါတယ်ဆိုမြစ်တာကြီးကပါတစ်ခါအဲ အစင်မပြေတာထပ်ပြီးတော့ဖြစ်တယ်ရန်ဖြစ်တဲ့စကားမျိုးတွေပြောမိတယ်ရန်ဖြစ်တဲ့အကြောင်းအရာတွေကပေါ်လာတယ်ဆိုတော့ဟာအလုံးလုံးနေရမှာမကောင်းပါဘူးဆိုနေရလဲတမျိုးအမ်ဒီလိုပုံစံမျိုးလေးတွေအကြားမှာနှစ်ယောက်သားအကြားအစင်မပြေတာမျိုးတွေဖြစ်တဲ့သဘောတွေကအဲ့တို့ကြောင့်မြစ်တာရေးပိုင်းဆိုင်ရာမှာလည်းချစ်သူကြီးသားတွေအကြားအိမ်အောင်ဘက်တွေအကြားမှာအထင်မြင်လွဲမှားရတဲ့အခိုက်အတန့်မျိုးတွေအယမ်းကိုများလာတဲ့ကိုကိုနိုင်အနေနဲ့ကကိုယ့်ရဲ့မြစ်တာရေးမှာ နေလငါ့ကိုချစ်တယ်ငါလည်းနေကိုချစ်တယ်နေနဲ့ငါလည်းချစ်နေတယ်ဆိုတာတရားရဲလောက်နဲ့လည်းတီလဲတီနေတယ်ငါဒါပေမဲ့ဒီအချိန်မှာငါဒီလောက်ကအရေးကြီးနေတယ်ဆိုတော့တွေ့ကြောင်းငါဒါကိုလှုပ်ချစ်နေတယ်ဆိုတဲ့အနေထားမှာနေငါ့ကိုမနှောက်ရှက်နဲ့ခဏလေးနေပေးအောင်နေငါ့ကိုစိတ်မဆိုးနဲ့အောင်ငါအလုပ်ပြီးမှနေငါ့ကိုစိတ်ဆိုးစသဖြင့်အဲ့လိုပုံစံမျိုးဖြစ်နေကျင်တာ အခုကအဲ့လိုမဟုတ်နေဘူးတလွဲနေဖြစ်နေတာဆိုတော့မိသားရေးပိုင်းဆိုင်ရာနဲ့အလောက်ကိုင်းနဲ့ဆက်ဆက်ပြီးတော့မှလူတယောက်မှအဆင်မပြေတာမျိုးအခက်ခဲတွေများသောတာမျိုးများသောတတဲ့အခိုက်အတန့်မျိုး6လပိုင်းမှာကြုံရတတ်တာဖြစ်ပါတယ်ဒါက6လပိုင်းဆိုတဲ့ကာလအတွင်းမှာလူတော်တော်များများတွေးကြုံခံစားရတတ်တဲ့သဘောတရားမျိုးဖြစ်ပါတယ်ဆိုတော့အလောက်ကိုင်းနဲ့အခြေအနေနဲ့ကမျှကြီးမဖြစ်နေဘူးဆိုတဲ့အနေထားမှာအဆင်မပြေမှုတွေကြုံတွေ့သွားတတ်တဲ့သဘောတရားလို့သတ်မှတ်ရတာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့်ငွေကြေးပိုင်းမှာရောမိသားရေးနဲ့ပတ်သက်တော့သတိထားပေးရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ချစ်သူမိသားနဲ့ကိုယ့်နဲ့အကြအထင်မြင်လွဲမှားတဲ့ပုံစံမျိုးတွေများသောမျိုးဖြစ်တတ်ပါတယ် ကိုကပြောနေတာဒီလိုပုံစံမျိုးဒီလိုဒီလိုလေးနေဒါလေးကဒီလိုလေးရှိတယ်ငါတို့နေရာဒီလိုဒီလိုလေးသွားကြမယ်ပြောနေတာတခုဒါပေမဲ့တခြားသူရဲ့စိတ်ထဲမှာထင်မှတ်သွားတဲ့အရာကတခုဖြစ်နေတယ်ဆိုတဲ့အနေထားမှာနှစ်ယောက်သားရဲ့သဘောတရားတွေကမညီမျှတော့ကိုကဖြစ်နေတာတမျိုး၊သူကဖြစ်နေတာတမျိုးကိုကပြောတာဒီလိုသူ့ရဲ့စိတ်ထဲမှာထင်တာဟိုလိုဆိုတော့နှစ်ယောက်သားကဘလို့မှညီလို့နိုင်တော့အဆင်မပြေတော့ဘူးတရားတော်နဲ့မချစ်နေရသလိုလဲလဲကြတော့မဟုတ်ဘူးကိုလည်းသူ့ကိုချစ်တယ်သူလည်းကိုကိုချစ်တယ်ဒါပေမဲ့နှစ်ယောက်သားကြားထဲမှာ အဲ့လိုအချောင်းရင်းလေးတွေအကြောင်းမလို့ဗျာဆက်ဆက်ပြီးတော့မှအစစ်ပပီယာလေးတွေကဖြစ်ပေါ်သွားတဲ့နေ့ပုံစံမျိုးရှိတာနောက်တစ်ခုက6လပိုင်းစကာလာတွေမှာလူတော်တော်များများရဲ့စိတ်ထဲမှာကအဲ့မြစ်တားရဲ့ထက်ဆိုင်အလောက်ကိုက်ပိုင်းကိုပို့ပြီးတော့မှဦးစားပေးနေမိတဲ့အခိုက်အတန့်မျိုးတွေများတဲ့တဲ့ဆိုတော့ ငါမှာဟုတ်ကဲ့နေရှိတယ်ငါငါ့အစီအစဉ်မှာနေရအမြင်ရှိတယ်ဒါပေမဲ့ငါအလုတ်ကအရေးကြီးနေငါဒါအောင်ငါလုတ်ကိုလုံမှရမယ်ငါတရားကိုအချိန်ပေးရမယ်ငါအလုတ်ကိုငါအချိန်ပေးရမယ်ခဏနေအောင်စသဖြင့်ပေါ့ဗျာအဓိကတော့ तू ကအလုတ်ကြိုက်နေပုံမှာပို့ပြီးတော့မှဒီအလုတ်ကိုပို့ပို့ကပို့ပြီးတော့မှစိတ်ရောက်သွားတယ်ဆိုတဲ့အနေထားကို့မှာတခြားဒီအလုတ်ကြိုက်မဟုတ်ဘူးဆိုရင်တောင်မှအလုတ်ကြိုက်မရှိသေးတဲ့ဇုံတွဲနေဆိုရင်တောင်မှငါ့မှာမိသားစုကိစ္စငါရှိတယ်ဒါမှမဟုတ်ငါဂျပန်သွားဖို့ငါလုံနေတာငါတရားလေးကအရေးကြီးနေတာငါဒါလေးကိုစူးစမ်းနေတယ်မိသားကြီးကခဏနေအောင်ရိုင်းမဖြစ်အားသေးဘူး နော်ဒီလိုပုံစံမျိုးဖြစ်မိရတဲ့အခိုက်အတန့်မျိုးများသွားပြီးကြုံလာတတ်တာအဲ့ဒါကြောင့်ဒီဒီအလုတ်ကင်နဲ့ဒီမြစ်တိုင်ကြီးနဲ့ဆက်ဆက်ပြီးတော့မှဖြစ်တတ်တဲ့သဘောတရားလေးတွေအစစ်မပြေမှုလေးတွေချစ်သူကြီးသားစုံတွဲတဲ့အခြေအမှများသွားပြီးကြုံလာတတ်ပါတယ်ဆရာကြီးဆရာပြောတာလည်းမှန်တော့မှန်တယ်လို့ပဲသူခုအလုတ်တွေနည်းနည်းအစစ်မပြေဘူးလို့တော့အတန်ကြားတယ်သူလည်းသူ့ပြဿနာနဲ့သူရှုပ်နေတာပဲဖြစ်မှာပါအဲ့ဒါကိုကျမစိတ်တွေတော့ကောက်နေပြီးတော့နှစ်ယောက်သားရံဖြစ်ကြတာဒီလိုမျိုးလေးတွေပေါ့နော်ဆိုလိုချင်တာကတော့ဆက်ဆက်ပြီးတော့မှတွေးကြည့်လို့ရတယ်နှစ်ယောက်သားအကြာချစ်သူကြီးသားတွေအကြာ အဆင်မပြေတဲ့ပြဿနာလေးတွေအခက်အခဲလေးတွေအိမ်အောင်ရေးမှာအဆင်မပြေဖြစ်ရတဲ့အခက်အခဲလေးတွေအနည်းငယ်ကအလုတ်ကိုင်ဘိုင်းလေးနဲ့ဆက်ဆက်ပြီးတော့မှဖြစ်ပေါ်သွားရတတ်တဲ့အကြောင်းအရာတွေညာတော့ဖြစ်ပါလာတတ်တယ်ဆိုတော့ကို့မှာချစ်တူရည်သာမရှိနေဘူးဆိုရင်တောင်မှကို့ရဲ့မေတ္တာကြီးမှာကိုကိုရိုင်းအနည်းငယ်က ိတ်ပြီးတော့စိတ်မရောက်နေပဲနဲ့ကိုယ့်ရဲ့အလုပ်တွေပေါ်မှာလုတ်ကင်နေပေါ်မှာလုပ်ငန်းဆောင်တာတွေတခုခုအပေါ်မှာစိတ်ရောက်ပြီးတော့မှပို့ပြီးတော့မှစိတ်နှစ်မိနေတဲ့အခိုက်အတန့်မျိုးတွေညာသွားဖြင့်ကြုံရတတ်တယ်အခုပြောနေတဲ့အရာတွေကအိမ်အောင်ရှင်နေဆိုပို့ပြီးတော့မှတိတာလိမ့်မယ်ချစ်သူရည်သားဇုံတွဲတဲ့အကြာအချိန်ကာလတော်တော်ကြာကြာတွဲနေခဲ့တဲ့ချစ်သူရည်သားတွေဆိုဒီ6လပိုင်းတွေမှာကျွန်တော်ရှိရပြောသွားတဲ့အကြောင်းအရာတွေကပို့ပြီးတော့မှတိတိတာတာထင်ထင်ရှားရှားဖြစ်မဲ့အကြောင်းအရာတွေဖြစ်ပါတယ်အဲ ကောင်လေးကအဲကောင်လေးနဲ့ကျမနဲ့ကတော့အဆင်ပြေတယ်ဒါပေမဲ့ तू ကကျမပေါ်မှာစိတ်စိတ်မရောက်နေဘူးလို့ခံစားနေရတာအဲ့ဒါဘာကြောင့်လဲအဖြေထုတ်ကြည့်လိုက်သူ့မှာ तू ဆောက်ပြဿနာတွေ तू ရှုပ်သူ့အလုံးနဲ့သူကိုလဲနေတယ်။သူ့အလုံးနဲ့သူကလည်းသူသူကိုတိုင်နေပတ်ပြီးတော့မှပြဿနာတွေများတယ်။အဲ့ဒါကိုသူကမြေတားရေးမှာပါတခါပြဿနာတက်တော့အဲ့ကောင်အဆင်မပြေတော့။အဲဒီလိုပုံစံမျိုးပေါ့နော်။နားလေတွေ့အောင်မြင်းသားထင်သာရှိအောင်နမူနာပေးပြီးမှပြပြပေးတာ။ဆိုတော့ မြစ်တိုင်းနဲ့ပတ်သက်တာအလောက်ကိုင်းနဲ့ပတ်သက်တာငွေကြီးနဲ့ပတ်သက်တာသတိထားပေးရမှာဖြစ်ပါတယ်ဆိုတော့မြစ်တိုင်းရေးမှာဆရာကြီးဆရာပြောသလိုကျွန်မမဖြစ်ဘူးမြစ်တိုင်းရေးမှာလုံးဝအဆင်ပြေနေတယ်ဆိုတော့လူတွေနေနေကကျတော့သူကငွေကြီးမှာပြဿနာသွားဖြစ်တယ်ဆိုတော့ငွေကြီးပိုင်းဆိုင်ရာမှာပြဿနာဖြစ်တယ်အခြေကတော့အဆင်ပြေပါတယ်ဒါပေမဲ့အခြေမြစ်တိုင်းရေးကအဆင်ပြေပြီးတော့ပျော်ရွှင်နေရတယ်ဆိုပေအောင်တော့ကိုယ့်ရဲ့အလောက်ကိုင်းငွေကြီးပိုင်းမှာကိုကတီးတတထင်းထင်းရှားရှားကြီးမအောင်မြင်နေဘူးကိုလုံးလိုက်တာကိုကဒီလိုလူလေးဒီလိုလေးမှန်းထားတယ်ငါ၅လပိုင်းတော့ငါဒီလိုလူမှန်းထားတာ၆လပိုင်းမှာငါဒီလိုလူဖြစ်ရမယ်လို့မှန်းထားတာ ဒါပေမဲ့အခု6လပိုင်းလည်းရောက်တော့ငါမန်းထားလို့မဖြစ်တော့သူတို့အဲ့လိုမျိုးစိတ်အဆင်မပြေတတ်တဲ့အခိုက်အတန့်မျိုးတွေများသွားပြီးကြုံလာတတ်တာဖြစ်ပါတယ်။လုပ်ငန်းတွေအဆင်မပြေဘူးကြာရှုံးမယ်မအောင်မြင်ဘူးကိုဆိုလိုနေတာမျိုးမဟုတ်ဘူး။၆လပိုင်းဆိုရင်ကာလာတွေမှာအလုတ်ကင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှကိုထင်မှတ်ထားသလိုမျော်လင့်ထားသလိုမျိုးမဖြစ်နေဘူးဆိုတဲ့အနေထားတွေမှာကိုကဝလုံးနဲ့ပတ်ရံတော့တာ။ အဲ့လိုပုံစံမျိုးအဲဆရာကြီးယောက်ျားသူ့ရဲ့အလုပ်တွေမှာအဆင်မပြေတာကတော့ဟုတ်ပါတယ်ဆရာကြီး तू ကအလုပ်တွေမှာအဆင်မပြေတဲ့ဟာတွေကို तू ကအိမ်ပြန်လာရင်ကျမတို့သားမီးတို့ပဲပတ်ပြီးရန်ရှာနေတာအဲဒီလိုပုံစံမျိုးပေါ့ယောက်ျားလေးတွေအနေနဲ့ဒီဗီဒီယိုကြည့်မယ်ဆိုရင်ထို့အတူပဲကိုကိုကိုနိုင်အနေနဲ့ယောက်ျားလေးတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကိုမတခြားလှုပ်ဆရာတွေအလောက်ကင်တွေမိသားစုကိစ္စတွေတခြားကိုမခေါင်းရှုပ်ရမယ်တကယ်ရှည်ရည်အတွက်ကိုခေါင်းရှုပ်ရမယ်အရာတွေရှိနေတာဟိုမှကိုယ့်အိမ်မှာရှိတဲ့အမျိုးသမီးတို့မို့ကိုယ့်အိမ်ကိုယ့်ရဲ့ချစ်သူကြီးသားကကိုယ့်ကိုအဲ့အရာတွေကိုနားလည်မပီးဘဲနဲ့ အဲဘယ်လိုလဲရန်စကားတွေအဖြစ်စိမဲ့ဟာတွေဘာလို့ဂီးမဆိုင်တာတော့ဘာလို့အချိန်မပြီးတော့ဒီလိုပုံစံနေပဲပြောလာတယ်ဆိုတဲ့အနေထားမှာယောက်ျားလေးတွေအဆင်မပြီးတော့ဒါဒီဗီဒီယိုယောက်ျားလေးကြီးရင်ဒီကိစ္စပို့ပြီးတော့မသိတာအဲ့လိုပုံစံမျိုးဆိုတော့6လောက်ဝင်ဆိုကာလာတွင်းမှာအဲ့ဒီပြဿနာနှစ်ခုအနေနဲ့ကများသောအားဖြင့်ယောက်ျားလေးတွေရောမိန်းကလေးတွေရောတွေ့ကြုံခံစားရတတ်တဲ့ပြဿနာမျိုးတွေလို့ဒါ6လောက်ဝင်ဆိုကာလာမှာတတ်မှတ်ရမှာဖြစ်တယ်အဓိကကတော့မြေတားရေးပိုင်းဆိုင်ရာနဲ့ဒီအလုတ်ကင်ငွေကြေးပိုင်းဆိုင်ရာနှစ်ခုဆက်ဆက်ပြီးတော့မှနှစ်ယောက်သားအကြာချစ်တူပြီးသားလေးအကြာအိမ်တော်ဘက်တွေအကြာမှာဖြစ်တတ်တဲ့ပြဿနာလို့တတ်မှတ်ရတာဖြစ်ပါတယ်ယောက်ျားလေးတွေ က်ကနေကြည့်ရတော့ပို့ပြီးတော့မှတိတာတယ်ထင်ရှားတယ်ပေါ့အဲ့လိုပုံစံမျိုးငါနေကိုမချစ်ဘူးမဟုတ်ငါနေကိုချစ်တယ်တန်အောင်နေလည်းရှိတယ်နင်းနဲ့စကားမပြောချင်တာမဟုတ်နင်းကိုအချိန်မပေးချင်တာမျိုးလည်းမဟုတ်ဘူးအဲမင်းနဲ့ဟိုဟိုဖုန်းနေပါရင်မပြောချင်တာမျိုးလည်းမဟုတ်ဘူးငါမှဒါလေးလေးရှိနေတဲ့ကြောင့်ငါဒါလေးလေးကိုလှုပ်လိုက်ဦးမယ်ငါဒါဒါတော့ငါရေးကြည့်တယ်ဒါလိုပုံစံမျိုးပေါ့နော်ဒါကြလေးလေးနေနေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်း ကိုကဒီကိုရဲ့ချစ်သူကြီးသားရလာပြီကိုကချစ်သူကြီးသားရှိထားတယ်ကိုမှအိမ်အောင်ရှိထားတယ်ဆိုလို့ရှိရင်အဲ့ဒီကိုရဲ့ချစ်သူကြီးသားနဲ့ကိုနဲ့အကြာဟာတွေကိုသူကတိတ်ပြီးတော့မှဂယူးမဆိုင်တော့ဘူးဒါမဲ့အနာဂတ်အတွက်ကိုယောက်ျားလေးတွေကပို့ပြီးတော့မှဂယူးဆိုင်သွားမယ်ဆိုတဲ့အနေထားဒါမဲ့အဲ့လိုလဲဆိုတော့ဥပမာအဲဒီကောင်မလေးကိုငါရပြီဒီကောင်မလေးနဲ့ငါနဲ့အခုလက်ရှိတွဲနေပြီဆိုတဲ့အနေထားမှာ သူနဲ့လာမဲ့အနာဂတ်အတွက်ဩငါသူနဲ့အိမ်အောင်ပြုပြီးငါဘာလို့ရမလဲအဲ့အတွက်ငါခုကြိုးစားရမယ်ဒီလိုပုံစံမျိုးတွေများသွားပြီးဖြစ်နေတတ်တယ်ဆိုတော့အဓိကတော့6လပိုင်းဆိုကာလာတွင်မှာမြေတားရေးဘိုင်းဆိုင်ရာနဲ့ပတ်သက်တာအဲ့ငွေချေးဘိုင်းအလောက်ကင်ဘိုင်းဆိုင်ရာလေးမှာနည်းနည်းလေးပေါ့နော်သူကနည်းနည်း gap ဖြစ်နေတဲ့ပုံစံလေးသွားတာအဆင်မပြေဘူးပြည်တယ်နည်းနည်းလေးချော့နေရအဲ့လိုပုံစံမျိုးအဲပြည်မဲ့ဟာချက်ချင်းမပြေဘဲနဲ့လွယ်လွယ်ချော်ချော်လေးတွေစသဖြင့်ကြုံနေရတတ်တဲ့သဘောတွေကိုတတ်မှတ်လို့ရပါတယ်မြင်းသားရှင်းသားထင်းသားရှိမယ်လို့ထင်တယ်နော်ဆိုတော့6လပိုင်းကာလာတွင်မှာ ကျွန်တော်ရှိရပြောပြသွားတဲ့ကိစ္စတွေတော်တော်များများအဲဒါလူတိုင်းနှိပါအနေနဲ့တွေ့ကြုံခံစားလာမယ့်အရာတွေဖြစ်ပါတယ်ခင်ဗျဒါလေးကိုကျွန်တော်အနေနဲ့မြင်သာထင်သာရှိအောင်လာရောက်ပြီးတော့မှပြောပြပေးတာဖြစ်ပါတယ်ခင်ဗျ